ိုင်းနိုင်ငံစမုစကွန်ခရိုင်မဟာချိုင်ဒေသမှာတရားမဝင်နေထိုင်နေတယ်ဆိုပြီးမြန်မာနိုင်ငံသား130ကျော်အဖမ်းခံရတယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ညနေပိုင်းကစမုစကွန်မြို့ခုတ်ခမ်းဒေသအဆောက်အုံတစ်ခုမှာတရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့မြန်မာနိုင်ငံသား100ကျော်ကိုထိုင်းလာဝကညွန်ကြားရေးပူပေါင်းအဖွဲ့တွေကဖမ်းဆီးခဲ့တာပါ။ မြန်မာနိုင်ငံသားတချို့မှာနိုင်ငံကိုလက်မှတ်တွေရှိပေမဲ့လည်းပြည်ဝင်ခွင့်ဗီဇာတို့မရှိတဲ့အပြင်တချို့မှာတော့စာရွက်စာတမ်းတွေလုံးဝမရှိတော့ကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ပွဲစားတွေကမြန်မာနိုင်ငံသားတွေကိုဆက်ရုံမှာအလုပ်ဝင်နိုင်ဖို့မဟာချိုင်မှရှိတဲ့အင်တာဆောင်မှာစောင့်ခိုင်းခဲ့ပြီးတဲ့နောက်ပြန်လာတော့ဘူးလို့မြန်မာတွေကထွက်ဆိုထားတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံသားတွေဟာဆက်ရုံမှာအလုပ်လုပ်ဖို့အတွက်ပွဲစားတွေကိုဘက်၄တောင်အထိဘေးချေထားပြီးဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။ လက်ရှိမှာတော့မြန်မာနိုင်ငံသားတွေကိုစမုစုခုံရဲစခန်းမှာဖမ်းဆီးထားပြီးဥပဒေအရအရေးယူပြီးရင်နေရပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့တတင်းတွေမှာဖော်ပြပါဗျ။ဒါအပြင်တရားမဝင်နေထိုင်သူတွေကိုနေထိုင်ပို့ဆောင်ရေးအတွက်ကုညီဆောင်ရွက်ပေးသူတွေကိုလည်းဥပဒေအရအရေးယူနိုင်ဖို့အတွက်ဆက်လက်ဆောင်ဆန်းသွားမှာဖြစ်တယ်လို့ဆိုပါရယ်။